အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရေဒီဘက်လောက်ခိတဝေကသွားကြရယ်เนาะဝေကွာသွားတဲ့ဒီဘက်တာချိန်လေးမှာလည်းနားထောင်သူအားလုံးကောင်းသောနေ့ရည်လေးတွေပဲဆိုင်ခဲ့ကြမယ်လို့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့ပါကျမတို့ရဲ့မဲစကား The Whisper Pocket Channel လေးကနေတဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ကျမတို့ရဲ့မဲ့ဇာက The Whisper Pocket Channel လေးကနေဒီကနေ့ရွေးချယ်ဖျက်ပြပေးမယ့်ခေါင်းစဉ်လေးကတော့ဆ ्याम ာကျူးပေါ်ပေါ်ရေးသားထားတဲ့အချစ်ဆိုတာကျိုးနဲ့တည်ဖို့မလိုတဲ့ပန်းဝင်လေးတွေဆိုရစအုပ်ထဲကအတန်ဖန်းသူအမိယဝိတုတူလေးပဲဖြစ်ပါတယ်ရှင်။ရှေးဦးစွာမူရင်းရေးသားထားတဲ့ဆ ्याम ာကျူးအားယူတီလေးစားစွာဖြင့် credit ပေးပါရစေရှင်။အတန်ဖန်းသူတကယ်လို့ဒါခမည်းကိုခန္ဓာရဲ့အာယုံ၅ပါးနဲ့ကတစ်ခုခုကိုမလွဲမသွေဆုံးရှုံးရအောင်မယ်ဆိုရင် ဘယ်အာယုံကိုဆုံးရှုံးမှုခမရွေးချင်မလဲမမျောလင်းတော်မိကွန်းကြောင့်ကျမနင်းနေကြောင်သွားပါသည်ကျမဟုတ်လားကျမရွေးရမှာလားဟုတ်တယ်ခမရွေးစမ်းမှာဘယ်အာယုံကိုဆုံးရှုံးရတာခမအတွက်တသက်သာဆုံးဖြစ်မလဲနင်းနာမှုအနည်းဆုံးဖြစ်မလဲမျက်စိကြွေရခြင်းနားကန်ရခြင်းနှာခေါင်းနဲ့ဆုံးရှုံးရခြင်းရှာဤအရသာတိနိုင်စွာဆုံးရှုံးရခြင်းထိတွေ့မှုအပူအေးရတာတိနိုင်စွာဆုံးရှုံးရခြင်း တခုမှတော့မကောင်းဒုက္ခသည်စွာပြုံးသည် သိကြတာပေါ့ဗျာကျမထင်မြင်ချက်ကိုပြောရရင်တော့နှာခေါင်းရဲ့အနက်ဆုံးရှုံးရတာကတက်တာဆုံးဖြစ်နေမှာထင်တယ်ဘာလို့လဲဆိုတော့အဲကျမတို့လူသားတွေကနှာခေါင်းနဲ့တိတ်အလုံးမလုပ်ကြအောင်မလားခမရတတ်မရှိဘဲနေနိုင်နေဆိုရင်ပေါ့ကျမရှင်မိသည်ဒီလိုလေကျမပြောချင်တာကျမတို့တွေအတွက်နှာခေါင်းကပေးတဲ့အနံ့အာရုံကတိတ်အေးမကြည့်ဘူး ဂျူရင်ဒီအနံ့ကိုမရဆလဖာတိုင်အောက်ဆိုင်အနံ့ကိုမရပိုတောင်ကောင်းသေးသည်စပယ်ဘန်းအနံ့ကိုမရအွန်းဒါရနေနဲ့ထိကြိုက်သောဆုံးရှုံးမှုဖြစ်သည်အငွေတထောင်းထောင်းထနေမီကော်ဖီရနံ့ကိုမရကိစ္စမရှိပါဟုတ်တယ်ကျွန်တော်တို့တို့အနံ့အရေးမကြီးဘူးခမားမျက်စိတွေသာကောင်းနေခဲ့မယ်ဆိုရင်ပင်လယ်ပြင်ကြီးကိုခမားကြည့်နိုင်တယ်ကောင်းငင်ကြီးကိုခမားကြည့်နိုင်တယ်တိမ်တွေဘလို့ရွေ့နေတယ်ကြဲတွေဘလို့တောက်ပနေတယ်ဆိုတာခမားမြင်ရမယ်နှင်းစီပန်းကြီးကိုခမားမြင်ရမယ်ဘလောက်များအရသာရှိလိုက်မလဲ နှာခေါင်းကပေးတဲ့ရတထက်မျက်စိကပေးတဲ့ရတအစပေါင်းများစွာပိုပြီးမင်းရှက်ပါတယ်ဗျာမဟုတ်လားဟုတ်ပါသည်အဆိုးရွားဆုံးဆိုးရှုံးမှုကတော့မျက်စိအမြင်အာရုံဆိုးရှုံးခြင်းပဲဖြစ်ပါလိမ့်မည်တကယ်လို့သာကျွန်တော်မှရွေးချယ်ဝင်ရမယ်ဆိုရင် ကျွန်တော်နှာခေါင်းရဲ့အနံ့အာရုံကိုပဲဆုံးရှုံးရပါစေလို့ဆုတောင်းမိပါပဲကျမတို့ငြိကြည့်မိသည်အခုတော့လူဘဝရဲ့ရွေးချယ်ခွင့်နည်းနည်းလေးတွေရမှာ ီကိစ္စမပါခဲ့ဘူးဗျာကြေကွဲနာကြီးဟန်ဖြစ်သူတွေရေရွတ်သည်ကြောင်ကြောင်ကြီးကန်းနေတော့သူ့မျက်လုံးများသည်ကျမရှိအောင်မှတ်စာရကြည့်နေကြသည်ကျမစိတ်မသက်ပသာဖြင့်ကိုခန္ဓာကိုအနှဲငယ်ရွှေ့လိုက်မိ၏မျက်စိကွယ်တာအရာရာကိုဆုံးရှုံးသွားတာတော့မဟုတ်ပါဘူးဒါပေမဲ့အရေးကြီးဆုံးအရာတွေတော့ဆုံးရှုံးလိုက်ရပြီဥပမာငွေအလုပ်အဲ့ရအခုကျွန်တော်မိမအောင်လွှဲပြောင်းပေးလိုက်ရပြီ အဒါလက်လွဲပြောင်းတာပဲอืมဒါဆုံးရှုံးတာပဲကျွန်တော်ပိုင်ဆိုင်မှုကျွန်တော်နေပေးရနေကျွန်တော်ဖယ်ပေးလိုက်ရတာပဲကျမတို့တခဏညီသက်သွားကြသည်လမ်းမစီမှာကားကြီးကြီးတစ်စင်းပြင်းထန်စွာဖြတ်သွားသည်သူအနှဲငယ်တုံသွား၏ငွေတွေကိုကျွန်တော်မရေရတော့ဘူးစေးဘူးမျိုးစုံကျွန်တော်လက်နဲ့မထိရတော့ဘူးမော်တော်ကားကိုကျွန်တော်မမောင်းရတော့ဘူးအလုံးကကျွန်တော်လက်ထဲကနေလွတ်ထွက်သွား၏အဆိုးဆုံးပါဗျာစာမဖတ်ရတာပဲစာဖတ်ခြင်းရတာကို ဆုံးရှုံးရမှတော့ကျွန်တော်ကျမတော်တော်ကြောက်ပါသည်နိုင်ငံသားမျက်မမြင်တွေအတွက်တော့တိတ်ခွေစောက်တွေအလျံပဲရှိသည်မို့မျက်စိဖြင့်ဖတ်လို့မရတော့စာများကိုနားဖြင့်ဖတ်လို့ရသည်ကျမတို့တွေအတွက်တော့အဲ့ဒါလောက်မပြည့်စုံသေးပါဒါမဲ့ရှင်မျက်စိကြွယ်လိုက်တဲ့အတွက်ပိုကောင်းလာတာတော့တခုတော့ရှိတယ်မဟုတ်လားရှင်ကအတန်တွေကိုသူများရဲ့ထပ်ဖို့ပြီးကြားနိုင်လာတယ်ဆိုတာလေကျမသူ့စီရောက်လာရခြင်းဒီအတန်ကိစ္စဖြစ်သည် သူဒီအတန်များကို အတိုးတိတ်ဆုံးအတန်အဝေးကွာဆုံးအတန်ထိကြားရသည်ဟုနာမည်ကြီးသည် သူ၏အတန်ဆိုင်ရာရေချင်းသည် အချို့သောရဲမှုကိစ္စများကိုလွယ်တကူပြည့်လဲစေသည်ဟုကြားပူပါသည်ဟုတ်ပါတယ်ဒါပေမဲ့ဘလောက်များဒါကအကျိုးရှိမှာမလို့လေဒီတန်တွေကိုကျွန်တော်ကြားဖို့မလိုအပ်ဘူးလေတချို့တန်တွေဆိုရင်မကြားအပ်တဲ့မကြားကောင်းတဲ့တန်တွေလေဒါတွေကြားရတော့ကျွန်တော်ဘွားဘာများရတာရှိမှာမလို့လေဒါပေမဲ့မှုခင်းတွေကိုပြရှင်းတဲ့နေရာမှာ ဲ့ဒီရှင်ကြားတဲ့တန်တွေကတော်တော်ထောက်ကူပေးခဲ့တာပဲတနည်းအားဖြင့်ရှင်ကလူလောကရဲ့အကျိုးဆောင်ရွက်ပေးနေတာပဲကျွန်မရှင်းတွက်ကုန်ယူရမှာပေါ့သူခေါင်းမှစွာပြုံးသည်ကျွန်တော်ကုန်ယူခြင်းဗျာကျွန်တော်ကပျော်ရွှင်ခြင်းလားအရသာရှိခြင်းလားသူများမကြားနိုင်တဲ့ဝေးကြီးရတန်တွေကိုကြားရတာအဲ့ဒါရသာရှိမှာပါတချို့တန်တွေကရက်ဆက်တယ်ကြောက်စရာကောင်းတယ်အော်နှလုံးနာစရာကောင်းတယ် တချို့တန်တွေကိုခမားကြရရင်လောကကြီးမှာအသက်ရှင်နေထိုင်ဖို့တောင်ကြောက်ရွံ့တုံ့လောက်လာလိမ့်မယ်။ဘလိုတန်မျိုးတွေလဲ။ထို့နောက်ချက်ချင်းပင်ကျမစိတ်ပြောင်းသွား၏။အော်ဟင်မပြောပါနဲ့ကျမမသိချင်ပါဘူး။သူသဘောကျစွာပြောသည်ဟုတ်တယ်။ခမားသိချင်မှာမဟုတ်ဘူးတခါတလေကြတော့မသိကြခြင်းရဲ့ရတာလိုအပ်တယ်။တရားကျင်ရရတာတိတ်နာကျင်ဆိုးရလွန်းတဲ့အခါမျိုးမှာပေါ့။ဒါနဲ့ရှင်က လောလောဆယ်ပြစ်ဆုံးပံအတန်တွေပဲကြားရလားဟိုးတိတ်ကတန်တွေရောကြားရလားဥပမာဟိုတီဘောမင်းရဲ့တန်တို့ဘာတို့ပေါ့သူကွက်တိုးခွက်လိုက်ရှိပါသည် ကျမအနေငယ်ကတိကောက်ဖြစ်သွားပါ යි sorry ဗျာခမရောက်လောင်တာမဟုတ်ပါဘူးခမရမေးခွန်းကဓာတ်ရိုက်တိတ်ကြလုံးလို့ပါကျွန်တော်ကြားရတဲ့တန်တွေအများကြီးပဲဗျအဲဒါပေမဲ့အတိတ်ကအတန်ပြစ်ဆုံးပံကတန်ရေလို့ကျွန်တော်မခွဲတတ်ဘူးကျွန်တော်အတွက်ကအတန်အတန်ပဲလीအ မိမတန်ယောက်ျားတန်လူကြီးတန်ကလေးတန်ငိုတန်ရီတန်ဒေါသတန်နာကျင်လို့អော်ရတဲ့ဒါမျိုးတွေပဲ꿰တယ်ဟုတ်ပါရဲ့တီဘောမင်းရဲ့အတန်ကိုကြားရင်တော့မှတီဘောမင်းရဲ့အတန်ဟူဘယ်နဲ့လို့သိပါမလဲအရှင်ကြားတဲ့တန်တွေကလက်ရှိကျမတို့ရဲ့သမိုင်းတွေရာဇဝင်တွေကိုပြောင်းလဲသွားစေနိုင်တယ်လို့ရောရှင်းတင်လားသူရဲ့အယောင်ဆင်းမဲ့သောမျက်လုံးတို့သည်ကျမထံမှလွဲကတဖက်နံရံစီသို့လှည့်သွား၏မပြောင်းပါဘူးဘာဖြစ်လို့ပြောင်းရမလဲ တမိုင်းတစ်ခုကိုပြောင်းပြဖို့ဆိုတာသက်သေထောက်ထားရအများကြီးလိုရလေကျွန်တော်ကြားရတဲ့အတန်တွေကဘလူးနီးနဲ့မှအထောက်ထားမဖြစ်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကျွန်တော်ကြားရတဲ့အတန်တွေကိုငကူမူရင်းတိုင်းပဲထုတ်ပေးနိုင်တာမှမဟုတ်ဘဲဒီနေရာမှာ ကျွန်တော်တို့လူသားတွေရဲ့အကြောင်းရောကတိတ်ရီကော်ဒါလောက်မှတမိုးမရှိပါဘူးဗျာတိတ်ရီကော်ဒါကအတန်ကိုထိန်းထားနိုင်တဲ့ပြင် သူ့ငကူမူရင်းအတန်စစ်ဖြစ်ထုတ်ပေးနိုင်တယ်လေဗျာဘလောက်စမ်းကြလိုက်တယ် ကျွန်တော်ကတော့ကျွန်တော်ကြားတဲ့တန်တွေကိုပဲတင်းဝင်ပဲတင်းထားနိုင်တာပြန်မထုတ်ပေးနိုင်ဘူးလေ။အင်းတလောတော့ကကျမရဲ့တငယ်ချင်းကြောင့်ပြောတယ်။အခုသေးပဲမညာအမ်တော်တော်လေးကိုတိုးတက်နေပြီ။ဆိုတော့ကလုံးပြီးခဲ့တဲ့နှစ်ပေါင်းများစွာကဒီအတန်တွေကိုဖိနှိပ်လို့ရတော့မယ်တဲ့။စူးစမ်းနေရလို့လည်းကြားတယ်။သူတို့အဓိကစူးစမ်းနေတာကဗုဒ္ဓရဲ့တန်ကိုပြန်ကြားနိုင်လားဖို့လို့ပြောတယ်။ဆိုတော့အောင်မြင်နိုင်မယ်လို့ရှင်းတယ်လား။သူပြောနေသည် ျွန်တော်တို့ငငယ်ကယူပပေးတာပါတာမှာစွန့်ရင်ရဲ့နေရာမှာမလားတင်ခဲ့ရတာတခုရှိရဲ့လေစွန့်ရင်ဆိုတာကဖန်တီးယူလို့မရဖြစ်စီးပြစ်လို့လည်းမရစွန့်ရင်ဟာစစ်ကြောင်ဝလာကြီးတွေကပြက်ကွက်သွားတယ်လို့မရှိဘူးမဟုတ်လားအတန်ဆိုတာလည်းစွန့်ရင်တခုပဲလှိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့စွန့်ရင်တစ်မျိုးပဲအအခုနီးပညာတွေကလောလောလတ်ပစ္စုပန်ကရှိနေတဲ့အတန်တွေအယုတ်တွေအလင်းတွေကိုတော့အဲစတလိုက်ဂျိုးတွေနဲ့ဖမ်းယူလို့ရနေလေ အတိတ်ကအတန်ကိုဖမ်းယူနိုင်မှုပဲကျန်တော့တာဒါပေါ့မိုင်းပေါင်းထောင်နဲ့တောင်းတဲ့ချီပြီးဝေးကွာနေတဲ့ရက်ကအတန်တွေကိုကျွန်တော်တို့အရင်တိုင်းကြားနေရပြီပဲသိမကြတော့ပါဘူးအတိတ်ကအတန်တွေကိုအရင်တိုင်းပြန်ထုတ်ပေးနိုင်တော့မှာပဲကျမကြားချင်းဆုံးကအတန်ဘုရားရဲ့အတန်တော့ပဲအကယ်၍သာ အတိတ်စီကအကုန်လွန်ခဲ့ပြီးတော့အတန်များကိုဂျူရူဖြင့်ဖမ်းယူထုတ်လွှတ်ပေးနိုင်ပြီဆိုပါကကဘာကြီးမှာဘာတွေဖြစ်လာနိုင်ပြီနီတိုက်ခိုက်မှုတွေပြောက်ွယ်သွားနိုင်သလားကျမမထင်ပါပရိပက္ခတွေနေမသွားတဲ့အပြင်ပို၍ပင်များလာနိုင်ပါသည်အတိတ်ကအတန်များကိုကြားရခြင်းသည်ကိုမတိလိုက်သည့်အရာတွေကိုသိလိုက်ရခြင်းဖြစ်သည်တစ်ခါတစ်ခါမတိဘဲနေရခြင်းကပုံငိမ့်ချနိုင်မိထင်ဤဗုဒ္ဓမြတ်စွာဘုရားကဟောကြားခဲ့သည်မဟုတ်လားဇာတိတရညာဟုသည့် အတိတ်ဘဝမှာဖြစ်စဉ်များကိုမှတ်မိခြင်းညာသည်တာမန်လူသားတွေခံနိုင်ရမှကြော်လွန်သောညာဖြစ်သည်အတိတ်ဘဝကနာကျင်မှုခံစားမှုအတွေ့အကြုံဖြစ်ပျက်များသာလူတွေသိနိုင်ပြီဆိုလျင်အညိုတေးတို့သည်လည်းအဆုံးမရှိတိုင်တော့ဝေဒနာနှင့်ခြောက်ခြားမှုဟုသည်လည်းအဆုံးမရှိတော့နိုင်တဘာဝသည်လည်းလူသားအလိုအပ်သမျှကိုသာပေးထားခြင်းဖြစ်သည်လူသည်ထက်ပိုသွားလျင်ဆင်းရဲဒုက္ခနှင့်ကြုံတွေ့နိုင်ရသည်အတိတ်ကအကြောင်းတွေကိုသာထားယခုလည်းငင်ပြစ်ဆုံးပံမှာကိုပင် ကျမတို့ဒီကျမတို့ကိုဥတီပြီးပြောတော့တန်များကသာကြားဖို့တင်တော်သည်ဒေါခင်လာဝေနောက်လာဂျာမနီကိုသွားရမယ်လို့ကျွန်တော်ကြားတယ်ဝမ်းသာရပြကျွန်တော်လုပ်ငန်းခွင်အတွက်ကျန်းကျင်တဲ့ပညာရှင်တကယ်လိုအပ်တာ congratulation ကြားလို့ကောင်းပြောတော့စကားကိုကြားရသည့်အခါကျမတို့ကြည်နူရသည်အကယ်၍ကျမတို့မကြားအောင်ပြောတော့စကားတွေကိုသာကျမတို့မတော်တဆကြားမိခဲ့တော့လူဘဝမှာကြည်နူးစရာဟူ၍ရှိနိုင်တော့မည်မထင်အဲ့ကောင်မနိုင်ငံเจ้าကိုသွားရမယ် ကောင်မမှာဘာရည်ချင်းရှိလို့လဲသူ့ကိုဘာဖြစ်လို့ရွေးခန့်ရွေးခန့်ရတယ်လဲဘလုံနီးနဲ့ရလာမယ်ထင်တယ်ဒီမဲ့ဘင်းကိုငါပြောပြမယ်ထို့သူ ကွေရမှာဆက်လက်ပြောဆိုနေသောစကားများကိုဒေါခင်လာဝေစုသူကြားခဲ့ပါကနောက်တနေ့ရုံတက်ချိန်တွင်ထိုသူဟာမျက်နှာချင်းအောင်ဆိုင်ခြင်းလောက်အောင်အော်ဂလီဆန်သွားဝယ်ရရှိသည်ယခုတော့သူတို့ကျမတို့တွင်အခင်မင်မပြတ်ကြမကြားတင်သောစကားများကိုမကြားကြဘဲကိုဟန်ဆောင်ပြုံးတွင်တတ်တမန်စကားတွေကြောင့်ခပါကြီးမှာပြပြချုံးမနေကြခြင်းဖြစ်သည်ဒါနဲ့ခမောင်းလိုင်းကိစ္စအောင် ပြောရသေးဘူးနော်ဟုတ်ကဲ့လာတော့ရှင့်ကိုပျောက်ဆုံးသွားတဲ့တန်တွေကြောင့်မေးကြည့်ခြင်းလိုပါ um မမေးတာကကောင်းမယ်လို့ကျမဆုံးဖြတ်လိုက်တယ်။ပျောက်ဆုံးသွားတယ်လို့ခင်ဗျားဘယ်လိုလုပ်တည်လဲ။မကြောက်တော့ဘူးဆိုရင်ပျောက်သွားလို့ပဲမဟုတ်လား။ဘယ်ဟုတ်မလဲ။တချို့ကစကားမပြောတော့တာပဲ။ထားလိုက်ပါတော့လေကျမမသိကျွန်တော်ပါအောင်။ရှင်ပြောတာမှန်တယ်။တချို့တန်တွေကမကြားရမသိရရင် ကျမတို့တက်ဖို့ကောင်းမှာပါ။ထို့နောက်သူဒီရုတ်တရက်တစ်ခုခုကိုအာယုံစူးစိုက်နားထောင်လိုက်တယ်လို့အမူအရာပြောင်းလဲသွားပြီ။ကျမအားနာသွားသည် ကျမနဲ့စကားပြောနေရတဲ့အတွက်သူ့အကြအာယုံဆိုင်ရာစွမ်းရည်တွေတော်တော်ရောပါကုန်ရောပေါ့ကျမသူ့ကိုနောက်ရှက်မပေးခြင်းတစ်ဖြင့်စကားမဟပဲအသက်တောင်ပြင်းပြင်းမရှိဘဲညင်သက်နေလိုက်သည် ကိုခန္ဓာနေဦးခေါင်းကိုမရွေဘဲမျိုးလုံးသာဝေးလိုက်သည်အခန်းပဝင်းချင်းကိုအကဲခတ်ကြည့်မိမြင့်မြင့်တယောက်နေ ဖြစ်ဆိုလျင်လိုအပ်သည့်ချက်ပုံနေသည့်ခံနာမှုများရှိသည်ခန်းစီခန်းချောင်းကဇပွဲဝိုင်းမြင့်မြင့်တည်တည်လေးပေါ်ကပန်းဆိုင်အိုပန်းဆိုင်အိုထဲမှာလှပသောနေစီများဖျားစင်ကိုမတွေ့ရအပေါ်ဓာတ်ထကူးမှများရှိမလားမသိပါမဲမြင့်တယောက်နဲ့မသက်ဆိုင်လာသည့်ရုံမြင့်တန်ကြားပြဆက်နှင့်ဗီဒီယိုပြဆက်အင်းလေသူမအိမ်အောင်ရှိသည်တာသမီလည်းရှိခြင်းရှိမည်သူတို့တွေကြည့်ကြမှာပေါ့ကျမရောက်ခါစားကသူ့ဇနီးကိုတွေ့ရသည်ဒီကနေ့ဈေးပိတ်ရဖြစ်သည်ဖြင့်ဆိုင်မထွက်ရဟုသိရပါသည် သူဇနီးကခက်ချောချောဖြစ်သည်မျက်မမြင်တရားဤဇနီးကထုံးမနေခြင်းမှာတာမန်အဖြစ်ဆိုရင်စိုးရင်စရာဖြစ်တော်လဲသူတို့အတွက်ကိစ္စမရှိပါဟုထင်သည်သူဤအစွမ်းချလာသောအကြအယုံသည်မဖြစ်တင်သောကိစ္စတစ်ခုမဖြစ်လာစေရန်ကောင်းကောင်းကာကွယ်တားဆီးပေးနိုင်ပေလိမ့်မည်သူနှင့်ပသက်သည့်လူများအတွက်စိတ်ကြွယ်ရာဟုသည်မရှိသလောက်ဖြစ်လိမ့်မည်သူထံမှညညူတန်လိုလိုမသေးမကွဲကြလိုက်ရ၏ကျမသူ့ကိုလှည့်ကြည့်လိုက်သည့်အခါသူ့နှဖူးမှာချွေးပြန့်နေသည် ထိုချွေးကိုသူ့လက်ဖွားဖြင့်အသာလေးတုံးလိုက်သည် ျွန်တော်ဘွာမျက်စိမြင်တဲ့အချိန်တော့လုံခြုံနေဗျအခုမလုံခြုံတော့ဘူးသူ့တန်မှာဆိုရင်ကြောက်ကြမှုကိုကျွန်မခံစားလို့ရနေသည်ပြမှုကျူးလွန်သူတွေရဲ့အကြောင်းသိနေရတာနောက်ကျောမလုံတစ်ချိန်ချိန်မှာနှုတ်ပိတ်ခံရနိုင်နေဗျစောစောတုန်းကတနေရာမှာလူတွေကျွန်တော်အကြောင်းဆွေးနွေးနေကြနေကြတယ်ကျွန်မကြောတဲ့စင်ကနေအေးဆက်သွားသည်သူတို့အတွက်ကျွန်တော်ကအနေရှိတယ်လို့ထင်နေတယ်ဖျားကြီးဟုတ်တာပေါ့ မကောင်းမှုပြုလုပ်သူများအတွက်သူသည်အနည်းငယ်ကြီးမားလာသောအနောက်ရှက်ကြီးတစ်ခုဖြစ်နေပါသည်အဲ့တော့ဘယ်လိုလုပ်ကြမလဲရှင်းပြပြီးတောင်းပန်ပါဖို့ဗျာကျွန်တော်က tape recorder တလုံးမဟုတ်ပါဘူးဆိုတာသူတို့ကလက်ခံကြပါမလား tape recorder မဟုတ်ပေမဲ့ပြန်ပြောနိုင်တဲ့ပါဆက်ပိုင်ရှင်လေထွက်ပြေးရင်ရောဘာထူးမှလဲဗျာတိနေတဲ့လူတွေအတွက်လွတ်ရကြွရဆိုတာမရှိပါဘူးကျွန်တော်ကသိခဲ့ပြီးယူ ကျမသူ့အတွက်စိတ်ညစ်သွားသည်သူ့ဘဝဟာတကယ်မလွယ်တာပါပဲလားခမပြင်ကျင်သွား၏မိကုန်တစ်ခုမဟုတ်ပါမှတ်ချက်တစ်ခုဖြစ်ပါသည်ဟုတ်တယ်ကျမမလိန်ခြင်းမှာကျမတကယ်ပြင်ကျင်နေပြီဖြစ်သည်ပထမပိုင်းတော့ကတော့သူသည်ကျမအကူညီနိုင်လိမ့်မည်ဟုထင်ခဲ့သည်ယခုကသူသည်ကျမအမကူညီနိုင်မှန်းသိကြသွားပြီ ူကူညီမှုဒီကျမအတွက်ကူညီရာရောက်မှာမဟုတ်ပါအတန်တွေကိုသူကြားရသည်သူ့အတွက်မကောင်းပါထိုအတန်တွေကြောင့်လူတွေအားပြန်ပြောပြသည်လူတွေအတွက်မကောင်းပါခင်ဗျားကျွန်တော်ကိုဘာမှမမေးတော့ဘူးဆိုရင်ပြန်လေသူကကျမရှိရာသို့မြင်ရသောမျက်လုံးမယားဖြင့်ငှဲ့ဆောင်လျက်ခွင့်ပေးသည်ကျမထိုင်ရာမှအသာထားလိုက်ပါသည်တစ်ခုလောက်တော့မေးချင်သေးရဲ့သူကကျမမတရရလိုက်တာကိုသိနေသည်ထိုင်တဲ့မှာပင်ကျမမျက်နှာရှိရာသို့မော့ကြည့်ပါသည်အခုနောက်ပိုင်းမှာလေအမ် အခုလိုတန်တွေကြားလာပြီးတဲ့နောက်ပိုင်းမှာရှင်လေးစားခင်မရတဲ့မိတ်ဆွေရဲ့လူရှိနေသေးလားဘယ်နှယောက်ရှိသေးလဲသူခက်တတာပြုံးသည် လူတွေကခမည်းတင်တော်လည်းမစိုးသေးပါဘူးနှစ်ယောက်လောက်တော့ရှိပါသေးတယ်ကျမဝမ်းသာပါတယ်ကျမတကယ်ဝမ်းသာပါသည်သူ့အတွက်လည်းဝမ်းသာပါသည်ကျမအတွက်လည်းဝမ်းသာပါသည်ကမ္ဘာလောကကြီးအတွက်လည်းဝမ်းသာပါသည် ချီရတဲ့နားထောင်သူများအားလုံးဒီကနေ့ဖက်ပြပေးတဲ့ဝိထုတို့လေးကိုနားတော်ရစေအေးချမ်းလုံဆောင်တာနဲ့နားယူကတနေ့တာဘဝမောများပြပြောင်းနိုင်ပါစေရှင်။ကြက်တီအဖြစ်ပြတိုးပြီးစီးပွားလလပါတဲ့ပွင့်လန်းကြပါစေရှင်။ကျမတို့ရဲ့ channel လေးအမည်ကတော့မဲ့ဇကာ the whisper လို့အမည်တွင်ပါတယ်ရှင်။မဲ့ဇကာ the whisper